အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာအပြောင်းလဲတွေရှိတဲ့ခီးကံကောင်းမဲ့လူမျိုးရဲ့ကြိုးပင်းမဲ့အရံဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပင်းပြီးတော့ဝေကြီးကလမ်းကြောင်းနဲ့ဘဝလမ်းကြောင်းတွေပေါ်ထွန်းနေချက်ချင်းဆုံးဖြတ်ပြီးရှေတိုလိုကန်ဂျင်းတို့ရဲ့ကောင်းသောကြိုးစဲနဲ့တိုးတက်မှုကိုကြုံမဲ့ ငွေကြေးလက်လာပန်းနဲ့စီးပွားရေးရကန်အဖျားပြကောင်းစွာတိုးတက်ခြင်းတွေရှိမယ်။ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။၂၀နှစ်နေမှာ ရန်တက်ကန်နေရှင်ပြီးလောက်ရမယ်၂၀နှစ်နှစ်ဟာကိုးစနေနေသူနေမြတ်အဲ့တော့မြန်မာလကိုးရနေနေစနေနဲ့တိုက်ဆက်နေနေဖြစ်တော့ထူးခြားတဲ့စွမ်းရှိနေတယ်၂၃ရက်နေ့မှာအရေးအချင်းတွေပေါ်လွင်ပြီးတော့လုံးသမျှတိုးတက်ခြင်းရဲ့အနှစ်သာရကိုကြုံမယ်24ရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်25ရက်နေ့မှာပေါ်ပေါက်လာတဲ့ကြံကြံတွေလက်တွေ့သုံးချနိုင်တယ် ဒီနေ့ဒီရက်တွင်းမှာစိတ်ထဲမှာပေါ်လာတဲ့လက်တွေ့စွမ်းသပ်ပါရှေ့တိုးလို့ပါအောင်မြင်မယ်အရဝေးရကောင်းစင်းချုံမယ်26ရက်နေ့မှာသီးသန့်လှူရှားပြီးလှုပ်တဲ့လူတွေကထူးထူးခြားခြားအောင်မြင်ပြီးတော့အထွတ်ထိပ်ကိုရောက်မယ်29ရက်နေ့ကရန်အားလုံးကိုကြော်လွှားနိုင်တဲ့ခက်ခဲဖြစ်ရှင်းရကောင်းတဲ့ရက်ဖြစ်တယ်28ရက်ခေါင်းမှချင်းတစုထိုးလို့ခြင်းကြောင့်ခွေးရင်းတစ်ခုလက်တလုံးကြားဆုံးရှုံးမယ်အတိုက်ခံကြားထိုးပေါက်ပြီးတိုးတက်နိုင်တဲ့နေသားရှိတယ် 28ရက်နေ့မှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှရာရာဆင်းပြေမယ်အတိုက်ခံကြမှာ တိုးတက်မယ်29ရက်နေ့အဲ့နေ့ဟာနေချက်တဲ့နေ့ဖြစ်တယ်ဘာလို့လို့သတိထားရမလဲဒီအဲ့နေ့မှာမင်္ဂလာယူပြီးလို့တာရှောင်းရမယ်စတဲ့ခြင်းမှန်သမျှရှောင်းရမယ်လုံးလက်ဆရှည်တိုးလို့တာတွေတော့ဆောင်ရနိုင်တဲ့နေထားရှိတယ်30ရက်နေ့မှာမတော်တဆတိကိုင်းမှန်တဲ့ယူဆရမယ် မြောက်ရကုတ်တီသာဆရာနေရှိတဲ့တဲ့မနဲ့ကိုနိုင်နေစင်နိုင်ခွေကြသွားလာကျူဆမ်းမယ်ကြံချင်းကလုံးကောင်းတယ်ငွေကြေးကံလုပ်ငန်းကံနေနဲ့တလန်းနေတနေ့တာဆက်လက်ဆင်ပြေတဲ့ဖြင့်30နှစ်ကခေါင်းစေးခေါင်းချော်ပြည့်ရနေပတန်ကောင်းတဲ့ရက်ဖြစ်တယ်30တနှစ်မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်နေနိုင်တယ်တပတ်တာကာလအတွင်းခြားသာပရိပုနေဗုဒ္ဓနေစနေနေ့ဝိသုရိကောင်းကျိုးပေးမယ် တနည်းကွေတနည်းလာမွေးသူတွေဒုက္ခပေးမယ်ကြံနေမွေးသူတွေကတော့ပုံမှန်လေလတ်အချိုးပေးပါတယ်အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအပြာရောင်မီးခွန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပါနှစ်ခွန်ကိုကနန်းတွေကိုချိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းသောကံချမနဲ့တိုးတက်ခြင်းရစေရန်တို့ငါနေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာ စံလူဒါနာပြည့်ခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ်